ကဲပြည်သူကိုနော်စန့်ကျင်ခဲ့တဲ့အကျိုးရလတ်ကချက်ချင်းအကျိုးပေးပါတယ်နော်ယုံလေးယုံလေးဆိုတာနည်းနည်းတော့ဟိုပြစ်ချက်မဟုတ်ဘာဖြစ်လို့လဲလက်ရှိကျွန်တော်တို့တော်လှန်ရေးဒီအမှုပညာအတိုင်းဝိုင်းမှာဖယဲကြီးတွေအများကြီးရှိပါတယ်ယုံလေးကဘယ်လောက်ထိယုံပါလဲဆိုရင်အခုသူယုံပါတဲ့အကြောင်းကိုမပြောခင်အခုယုံလေးဘာဖြစ်နေလဲဆိုတော့တူတိုင်း6000အကုန်ကြခံပြီးတော့ယုံတင်တဲ့ရုပ်ရှင်ကကြည့်တဲ့လူမရှိလို့ ရုပ်ရှင်လောကအနာယူလို့မယ်လို့သူ့ရဲ့ Facebook မှာထွက်ရေးပြီးတော့အခုတော့ပြန်ဖြတ်သွားနေမှာနော်အဲ့တော့ယုံလေးကဘာဖြစ်လို့ကြီးတဲ့လူမရှိတာလဲလက်ရှိအနုပညာအတိုင်းဝိုင်းမှာအထူးသဖြင့်တရုတ်ဆောင်အတိုင်းဝိုင်းတွေမှာယုံလေးကဒီစစ်ခွေးခေါင်းဆောင်တွေရဲ့ပွဲမှန်တမျှကိုဘာလိုက်လို့လဲဆိုတော့ तू ကလိုက်ဖိတ်တယ်ဘယ်ပွဲကိုတက်ပေးပါ မတက်ဘာဖြစ်နိုင်လဲနော်ဘလို့ဖြစ်မလဲဟိုစေတနာတတိပေးတဲ့လူလူချင်းချောက်တဲ့လူလူနဲ့အနုပညာရှင်တွေကိုအဲ့လိုလိုက်လုပ်ပြီးတော့လိုက်ခေါ်တာ အဲ့တော့လက်ရှိဒီစစ်ခွေးတွေရဲ့အတိုင်းအဝိုင်းပွဲတွေမှာတက်ရတဲ့အမှုပညာရှင်ဒိုင်းကိုကျွန်တော်တို့ကဒလန်လို့ဘောမလို့တွားပြောလို့မရဘူး။ဘာဖြစ်လို့လဲ။ယုံလေးလိုမျိုးဒိန်းတောင်လိုမျိုးကောင်းတွေကအဲ့ဒါလိုလိုက်လို့လာ။တွားခေါ်တယ်မလာဘဲနေဘလို့ဖြစ်လိမ့်မယ်။ညာလို့ဖြစ်လိမ့်မယ်။မတိတော့သူတို့ကစေတနာနဲ့ပဲပြောတဲ့ပုံစံမျိုးနဲ့အမှန်တကယ်ချင်းချောက်တာ။အဲ့လိုချင်းချောက်လို့ကြောက်ကြောက်နဲ့ဒီစစ်ခွေးတွေဘက်ကိုမရှိတွားပြဲတွားပေးရတဲ့အမှုပညာရှင်တွေအများကြီးရှိတယ်။ เนาะဒါပေမဲ့ဘယ်သူတွေကချိန်ချောင်းလို့မလွဲတာတို့တွားတာလေတွားတဲ့သူတွေလေဘယ်သူတွေကတော့ကိုကိုတိုင်တက်တက်ကြွကြွတွားတာလဲဆိုတာကိုကျွန်တော်တို့တွေအကုန်တိတယ်အခုလက်ရှိယုံလင်းကတော့သူ့ရဲ့ရုပ်ရှင်ပွဲဓမ္မမုန်းတဲ့သူတွေတဲ့တိုက်ခိုက်တဲ့သူတွေနိုင်ပါတယ်အမှုပညာလောကကအနာယူဖို့များတော့ပါဘူး အခုတင်တဲ့မြို့ပြတဲကလမ်းမဆိုတဲ့ဇက်ကအများကြီးကြိုးစားထားပါတယ်တင်း6000ကျော်ကုန်ပါတယ်ပြင်စင်ရိုက်ကူးအချိန်တနစ်ခွဲကြာပါတယ်ဒီနေ့စတင်တယ်ကြည်ပြီးတဲ့လူတွေတော့ quality တိပါတယ်ဒီနေ့တနစ်လုံးမှဝင်ဝင်အနည်းဆုံးဇက်ကအဖြစ်စံချိန်ဝင်သွားပါပြီယုံမှလူတယောက်မှမရှိလို့ပိတ်ရပါတယ်လို့ယုံလေးကလူမှုဝေးမှာရေးထားတာဖြစ်ပါတယ် အတူတူပါတဲ့လူတွေတော့မတက်လို့နောက်တစ်ခုတူရေးထားတာကနံပါတ်1အချဲအတက်ဘေးမှာအကြံပေးမဲ့လူကောင်းဝိုင်းလုပ်ပေးမဲ့မိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးအမှုပညာရှင်တချို့ပါအဲစကားကြီးတွေလည်းမရေးချင်ဘူးအကူညီသူတောင်းတာဘဝပြက်မဲ့အကူညီတွေဝင်ရင်ပေးလိုက်ရတာတယောက်တည်းမဟုတ်ဘူးလူကောင်းကြာကြော့တဲ့အကောင့်အတုကကွန်မန့်တစ်ခုအစဲခံရဖို့တော့သူတို့အစဲမခံချင်ကြဘူးယုံလေးနဲ့မပတ်သက်ပါဘူးကင်းပါတယ်ပေါ့ထားပါတော့ ဝိညာဉ်ပေးခဲ့တဲ့ဒုတယောက်ချင်းစီကိုတဲ့အမှတ်တရရှိနေမှာပါတဲ့နောက်တစ်ခုမှာတသက်လုံးမတည်မချင်းအမှုပညာပဲလုတ်ခဲ့ချင်တာအဲ့ဒီရွေချက်ကမြ мян ပျက်စီးသွားမယ်လို့မထင်ခဲ့ဘူးဘယ်ဘဝရောက်ရောက်ကျွန်တော်ဘေးမှာရှိတဲ့အမှုပညာတမားကတော့မြင့်မြတ်ထူးခြားကိုယ်ဧကြီးပဲအိုက်ကလောက်ကတော့ wifi ချိန်မိတဲ့အချိန်တွေတော့ပေါ်ပေါ်လာတဲ့အားလုံးကိုနှုတ်ဆက်ပါတယ်အဲဓမ္မထွင်းတာပေါ့မဟုတ်သေးဘူး ယုံလေးရေတဲ့ဘယ်အရာမှမမြင်ဘူးလေတဲ့ယုံလေးတဲ့ဆုံးဖြတ်ချက်တွေပြောင်းလာဥမ္မာမာတဲ့နော်အမှမှတ်ထားတာတွေ့တာပဲနော်အဲ့တော့ဒါပါလဲဆိုတော့တော်နိုင်ရင်တော့မနိုင်သေးဘူးနော်တော်နိုင်ရင်မနိုင်သေးဘူးပြည်သူ့ရဲ့ဒဏ်ခတ်မှုအခုဒီသတင်းဟော်ွားတဲ့အတွက်ဘောမတွေအနေနဲ့ဝိုင်းပြီးတော့မခံနိုင်စိတ်နဲ့အာပေးဘလောက်ပနေအာပေးနိုင်တယ်ဘလောက်အာပေးနိုင်ပေးအဲ့ဒါအဖြေပဲကျွန်တော်တို့ပြည်သူညီလို့ရှိရင်လူယုံမာတွေကနေရာရစရာအကြောင်းမရှိဘူး ကျွန်တော်တို့ပြည်သူကအပျော်နဲ့မများရင်ဝုံကလေးပါသွားတယ်အကြောက်တရားနဲ့ခြောက်ရင် အုံကလေးပါသွားတယ်အဲ့ဒီအပေါ်မှာဒီကောင်တွေကကောင်းကောင်းအတုံးချလာခဲ့တာဒီနေ့ချိန်ခါဒီကာလမှာမှကျွန်တော်တို့ဒီနိုင်ငံကိုလွတ်အောင်လုပ်နိုင်လို့မလွတ်နိုင်တော့မြန်မာပြည်မှာကဘာတီတွေတော်နိုင်ရေးဆိုတာမပြောနဲ့တော့ရှင်းပြခင်ဗျားတို့တော်နိုင်ရေးအကြောင်းပြပြီးတော့လက်နက်ကင်ထားဆိုအဲ့ဒီအပွဲဟာလှုပ်ရှားဖွယ်ပဲခင်ဗျားလူမျိုးရေးတွေပိုင်းလာမပြောနဲ့တော့ကျင်းနေတယ်အဲ့တော့ဒီကာလမှာဒီလောက်ပြည်သူညီတဲ့ကာလမှာ ကျွန်တော်တို့တွေလွတ်အောင်လုပ်ဖို့ကိုပြောနေတာเนาะအဲ့တော့ဒါတွေအားလုံးဟာဟိုညီညွတ်မှုကနေဖြစ်လာတဲ့အင်အားတွေပဲအဲ့တော့ဟိုတချို့တလေရှိတယ်အခုလက်ရှိပြည်သူကိုစောက်ကြီးမဆိုင်ဟိုယုံလေးလိုမျိုးပေါ့ယုံလေးဆိုတာစထိတာပေါ့နော်အစောက်ကြီးမဆိုင်မင်းတို့မင်းတို့ကောင်ပြောချင်တာပြောမင်းတို့ဘွိုင်းကော့လာဘာမှစောက်ကြီးဆိုင်စရာအကြောင်းမရှိဘူးโอเคကောင်းပြီအခုတော်လန်ရေးနိုင်ွားပြီဘောမတွေအဲ့ဒီဖွတ်တွေခွေးတွေသူတို့မတွေးတဲ့အချက်ကလေး သူတို့သူတို့နိုင်မယ်လို့ပဲသူတို့အသေး foundation ချထားတာတော့ကျွန်တော်တို့ကြအဲ့လိုမဟုတ်ဘူးကျွန်တော်တို့နှစ်ဖက်လုံးတွေးတယ်ငါတို့နိုင်မှာငါတို့ရှုံးမှာတွေးတယ်ကျွန်တော်တို့ကဒါပုံလင်းပြောတာငါတို့ရှုံးရင်အရှုံးကိုရင်ဆိုင်နိုင်တာမင်းဘယ်လောက်ထိအရှုံးကိုရင်ဆိုင်နိုင်တယ်မင်းဘဝကိုဖမ်းခံထိမင်းရင်ဆိုင်နိုင်တာโอเคရင်ဆိုင်နိုင်တယ်တက်ခံထိမင်းရင်ဆိုင်တာโอเคရင်ဆိုင်နိုင်တယ်ကျွန်တော်မအရှုံးကိုအဲ့တော့အထိအတက်ထိခံနိုင်ရှိအောင်တွေးထားတယ်ဒါပေမဲ့အဲ့ဒီဘောမတွေတွားမေးကြည့်လိုက်ပါသူတို့ကသူတို့စစ်တပ်ဘယ်တော့မှမရှုံးမှသူတို့တွေးထားတာ မချုံဘူးတတ်မတော်ဆိုတာရှုံးထုံးစံမကြည့်ဘူးပြတော့အင်အားကြီးတာပါပါပြလားဒါပေမဲ့မင်းတို့စစ်တပ်ရှုံးဝိုင်းရောစစ်တပ်ဆိုတဲ့နေရာမှာကျွန်တော်နှစ်ပိုင်းရှိတယ်နော်တစ်ပိုင်းဒီမင်းအောင်နိုင်ခေါင်းဆောင်နေတဲ့အခုလုံချင်ရလုံနေတဲ့စစ်တပ်ကြံတဲ့တစ်ပိုင်းဒီပြည်သူပဲရက်တည်တဲ့စစ်တပ်စစ်သားဆိုတိုင်းမင်းတို့လူယုံမာတွေဘက်မှာအကုန်ရှိတယ်လို့မထင်လိုက်နဲ့ချင်းထွက်သွားလိုက်မယ်စစ်တပ်လို့ပြောလိုက်တိုင်းစစ်တပ်အားလုံးဒီငါတို့ဘက်ကလို့ဘောမတွေကထင်တာ ူတို့အောက်တန်းသားခွေးမျိုးတွေရဲ့ရုံမှမှုတွေကိုမကြိုက်တဲ့စစ်သားတွေအများကြီးရှိတယ်။အဲ့တော့တော်လှန်ရေးနိုင်တယ်ဆိုတာကစစ်တပ်ကြီးအားလုံးပြိုလဲပြီးတော့တော်လှန်ရေးကြီးနိုင်ဝါတဲ့လမ်းကြောင်းလောက်ပဲကလေးအမြင်နဲ့မြင်လို့မရဘူး။နော်ဒီစစ်တပ်ထဲကိုယ်တိုင်ကတော်လှန်ရေးနဲ့ပူးပေါင်းတွားရင်ဆိုတဲ့ဖြစ်တည်လာခဲ့လို့တော်လှန်ရေးရှုံးဝိုင်းတော်လှန်ရေးဘက်ကမင်းတို့တွေရှုံးဝိုင်း နော်တော်လိုင်းဘက်ကရှုံသွားတာပြဿနာမရှိဘူးအဲတော်လိုင်းဘက်ကရှုံသွားတယ်အာစစ်တပ်ကနိုင်သွားတယ်မင်းတို့ဘောမာတွေအောင်ဘောကတိုက်တူလောက်ရတယ်ဒါကကျွန်တော်ဆိုရင်လေကိုယ့်ရဲ့ဟိုတာမှုဘက်ကိုဘယ်တော့မတွေ့ဘူးနာမှုဘက်ကိုတွေ့တယ်ငါနာဝိုင်းဘယ်တော့နာခံနိုင်လဲနော်အခုလည်းခုနကပြောသလိုကျွန်တော်ဘောမာတွေတွေးတာကအရှုသူတို့ဘက်ကရှုံးရမယ့်အရှုံးဒီစစ်တပ်အားလုံးပြိုလဲစစ်သားတွေအားလုံးကိုအဲတုတ်တင်ငန်တိဖမ်းတင်တိတက်ခန့်တိသူတို့ကဒါလုံးမှရှုံးမယ်ထင်တာသူတို့တို့အရှုံးတွေဟာဆိုတာအချိန်မြင့်ပေါ်လာလို့ရတယ် ။ဘာဖြစ်လို့လဲစစ်တပ်ထဲမှာတော့နှမျိုးရှိတယ်။မင်းအောင်နိုင်ပေါက်ပန်း၄၀လောက်တည်းမြောက်လိုက်ထောက်ခံနေတဲ့သူတို့ဘောမအုပ်စုနဲ့ let ဒီစစ်သားတွေနဲ့တကယ်ဒီအမှန်တရားကိုချစ်တဲ့စစ်သားတွေနှမျိုးရှိတယ်။အဲ့တော့စစ်တပ်ကြီးကိုယ်တိုင်တော်လှန်ရေးဖြစ်သွားခဲ့ရင်ဒီနေ့ဖြစ်မနှက်ဖြတ်ဟိတ်တိုင်းပြီးအပြေပေါ်တယ်။ဘာကလဲအဲ့လိုရှုံသွားတဲ့ဟာမို့ကြရင်အဲ့ဒီအချောကိုအဲ့ကောင်တွေဘလို့ရင်ဆိုင်တယ်။ဟမ်အဲ့လိုရှုံသွားပြီးတော်လှန်ရင် နိုင်ဝါတဲ့တနေ့နိုင်ငံတော်အခမ်းအနားတစ်ခုလို့ဒိန်းတော်စောက်ဖွဲ့ကွန်စားထားတဲ့ရုံနဲ့သွားကျဲကျဲနဲ့လူကြားထဲဝင်လာလို့စောက်ဖွဲ့ဆွဲထိုးကမတိကံကောင်းအကောင်းပြောတာဘာဖြစ်လို့လဲခံထားတဲ့လူကြီးကပြမိသားစုတွေဘဝတွေအတက်တွေလေဟာသူတွေဆိုရင်ကိုရှင့်မှနေကိုမရမရင်းကျင်ကန်တိကိုတမီမရင်းကျင်ကန်တိကိုအဲ့မီးရှို့ကန်တိအဲ့လိုဘဝတွေအများကြီးပဲအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်တဲ့အခမ်းအနားတွေအဲ့ရှင်ကျွန်တော်တို့အမှုပညာရှင်မှာကျွန်တော်တို့ကခိုင်းလို့လုပ်ခဲ့ရမှာသွားမပြောနဲ့မရတော့ဘူး ဒါကြောင့်မလို့ဒီနေ့မြန်မာပြည်မှာဖြစ်နေတဲ့ပွဲအရှိန်အဟုန်ဟာတောက်စရာကြီးနော်ပေါ်တင်းတင်းသွားသွားရင်မှားသွားလိမ့်မယ်ဒါကြောင့်မလို့ကိုနေရာတစ်ခုရရည်အတွက်ကိုချိုးရရည်အတွက်ခေါင်းတင်းတင်းနဲ့မဆုံးဖြတ်ကြပါနဲ့မျောအမြင်နဲ့အရှိ့ကိုကြည့်ကြပါနော်ဒါတော်လိုင်းဘက်ကလူတွေလည်းဒီလိုပဲနော်တော်လိုင်းမှာအဲတော်လိုင်းတော်လိုင်းဆိုရင်လက်နက်ကင်ရတယ်လက်နက်ကင်ကြီးကင်နဲ့လက်နက်ကင်ရတာကိုတွေ့လာတယ်ဟာတော်လိုင်းလမ်းကြောင်းကနေဖေတွယ်ပြီးတော့ဘာဖြစ်လာလဲ အောက်တန်းစားနတ်နတ်ကင်လမ်းစဉ်ကိုလိုက်လာတယ်အဲနေရာကြီးရရေးအတွက်ကိုကျိုးရရေးအတွက်ဖြစ်လာတယ်ဘဝပြတ်သွားအောင်မခဲရင်ဘူးတကယ်တော်လိုင်းအောင်ကကြီးအဲ့ဒီဟာတွေအကုန်လုံးကဘူးပေါ်သလိုပေါ်ပြီးတော့အကုန်လုံးတော်လိုင်းရေးသမားဖြစ်ပြီးတော့တော်လိုင်းနိုင်တာအထုတ်ထိုင်ကြီးရမှာဘဝရောက်သွားမှာအများကြီးရှိတယ်ဒါကြောင့်မို့လို့ဒီကာလမှာယိုယိုတတဖြတ်တန်းကြတာအကောင်းဆုံးပဲနော်ကိုကိုအတက်နိုင်ဆုံးပြိနေပြီးတော့ယူတာဖြတ်တန်းအကောင်းဆုံးပဲဒါယုံလေးကတော့နမူနာပဲဗျသိလားနောက်ထပ်လာအောင်မယ့် တိလအမြိုင်အခုဆိုရင်ပြည်သူနေအောင်နော်နေအောင်ဆိုရင်ဘာဖြစ်ပြည်သူကိုတပ်ပလိုက်ဖို့တော့ပြောတာလက်မခံတဲ့ပြည်သူကဘာဖြစ်လို့လက်မခံတာလဲဟမ်နေအောင်တယောက်ကအသက်က60ကျော်ပြီနေတဲ့နော်အသက်မဟုတ်ဘူးဒီလိုအတက်ရွယ်ဗဇက်ကနေဒီလိုအယုံနတ်တစကားထွက်တယ်ဆိုတာတောင်ယုံတန်ယုံပညာမဲ့ဝင်လောက်နေမဖြစ်ဘူးနော်အဲ့တော့ MSC တို့ BSC တို့သူရထားတဲ့ဘွဲ့တွေဘာဘွဲ့ရဘွဲ့ရတာပဲရှိတယ်စာတတ်တာပဲရှိတယ်နေအောင်လုံးကောင်မျိုးကခွေးလောက်တော့တန်ဖိုးရှိတဲ့ကောင်မဟုတ်ဘူး ိမ်မှာမွေးထားတဲ့ဖွေးเนาะအခုမှရေမြုပ်နေတဲ့နေရာတွေတဘာဖေးဖြစ်နေတဲ့နေရာတွေကြောင်လေးတွေကိုက်ချီလာတဲ့တားသမီးတွေကိုက်ချီလာတဲ့ဖွေးတွေဖွေးတွေအတိတရားရှိတာနေအောင်လို့ကောင်မျိုးကခွေးလာအောင်တည်တရားရှိတဲ့ကောင်မျိုးတွေမဟုတ်ဘူးဒီလိုကောင်မျိုးတွေတော်လိုင်းအောင်ဝမ်းတဲ့နေ့ကြည့်နောက်တစ်ခုရှိတာကတော်လိုင်းဘက်ကလူတွေအခု Trump ဘယ်လိုပဲပြောနေပြောနေเนาะဒီမိုကရေစီအင်အားစုဘက်ကဒီတော်လိုင်းအင်အားစုဘက်ကရှုံးနေွားတဲ့ဒုတိယဖြစ်ဖြစ်ခိုးကိုရမရှိလို့ဖြစ်ဖြစ်ကဘာမှာလက်ခံမဲ့တိုင်းပြည်တွေအများကြီးရှိတယ် တော်လှန်ရေးဘက်ကနိုင်ဝါနဲ့တနေ့မင်းအောင်လှိုင်အောင်အားပေးထောက်ခံခဲ့တဲ့အဲ့ဒီယုံလေးတို့လက်ရှိဘောမတွေကြောင်စိုးဦးတို့ကြောင်မျိုးမင်းတို့ဟမ်အဲ့ဒါတို့အကောင်မျိုးတွေဒီကောင်မျိုးတွေကိုတရုတ်လက်ခံမလားရုရှားလက်ခံမလားအခုလာနေတဲ့ဟမ်အုတ်ကြီးဘီလာရော့လက်ခံမလားလက်မခံပါဘူးမင်းအောင်လှိုင်လောက်ကိုလက်ခံပေးအကံကောင်းနော်အဲ့တော့တွတ်ကြပါနော်ရုပ်မာတာလဲကြည့်ရုပ်မာကိုယ့်ရဲ့ နောက်ကြောလေးကိုတော့တစ်ချက်ကြည့်အရှိကိုလည်းတစ်ချက်ကြည့်အနောက်ကိုလည်းတစ်ချက်ကြည့်เนาะငါတို့ရုပ်မာနေတဲ့လှုပ်ရမတော်လို့များဆိုတဲ့မတော်လို့များဆိုတဲ့အတွေးလေးကိုတွေးပေးကြပါလေเนาะဒါကြောင့်မလို့ဒီယုံလေးကို36000အကုန်ကြခံပြီးတော့ရိုက်တဲ့ကားခွေးတော်တွားမကြည့်ပေးတဲ့ဟာကိုတော့ကျွန်တော်ပြည်တွင်းမှာရှိတဲ့တူတွေကိုလေးစားတယ်ကျေးဇူးနဲ့တင်တယ်အဲ့ဒါခမားတို့ရဲ့တိုက်ပွဲပဲเนาะလက်ရှိ PDF တွေရရှေ့တန်းမှာတိုက်တယ်လို့ခမားတို့ကလည်းပြည်တွင်းကနေကိုယ့်အိမ်မှာကိုထိုင်ပြီးတိုက်ပြလိုက်တာ ဲ့ဒါမှတ်သွားအောင်လို့နောင်ထက်နောင်ထက်အဲ့လိုမျိုးအောက်တန်းစားဖက်ခွက်စားတွေအတွက်ကျွန်တော်တို့တွေပုံစံထပ်ပေးဖို့အများကြီးရှိတယ်နော်ရိုက်လေလက်ရှိရုပ်ရှင်လောကမှာကြီးစိုးထားတာမင်းအောင်လိုက်တမီခင်တီးတက်မုံလေခင်တီးတက်မုံရဲ့ရုပ်ရှင်ထုတ်လို့ရကုမ္ပဏီကကင်းကွာတဲ့အမှုပညာအတိုင်းဝန်ရှိတာမရှိပါဘူးရိုက်ပေါ့ဘာဖြစ်ကြလဲဒိန်းအောင်တို့အမဒိန်းအောင်ပွန်းကားမဲ့လူမရှိဘူးဆိုတော့တို့ထွက်ငိုတာဟမ်အုံဒီးဆိုဟမ်ဈေးတော်မှမတိကြဘူးဆိုထွက်ငိုကြတာထွက်ငိုကြတာအခုယုံလေးတစ်ကောင်လာပြီငို နော်ဒါတော်လိုင်းမပြီးသေးဘူးနော်မင်းတို့အာနာသိန်းကတဲ့အချိန်ပဲရှိသေးတယ်အကယ်၍တော်လှန်ရင်းကပြီးမင်းတို့လားအောင်ဖြာလိုက်စီရဖြာအောင်ရှိမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဒါပြည်သူညီညွတ်မှုပဲအားပါပဲနော်အဲ့တော့ယုံလေးပသက်ကလားစောက်ပေါ်ဒီဒီစောက်ကလားအမှုပညာလောက်ကနားမယ်ဆိုတာဟမ်အချောင်းလေးအချောင်းစားစောက်လက်ကြောမတင်မဲနဲ့ဟိုဘောပြင်းမှဒီဘောပြင်းမှနေရာလိုက်ယူနေတဲ့ကောင်ကြီးနော်လက်ရှိတရုတ်ဆောင်တွေကိုလည်းအဲ့ကောင်ဒုက္ခပေးလို့စစ်တပ်ကိုပြန်ပြီးဖိရပေးရတဲ့တရုတ်ဆောင်တွေအများကြီးရှိတယ်ကျွန်တော်တို့ကောင်းကောင်းသိတယ် ီကောင်နေဘလောက်ရောက်มาလဲအောင်မေးတယ်မတည်တော့စေတနာရှိတဲ့ပုံစံမျိုးလို့ပေါ့အဘယ်ပွက်တက်ဖို့လာဖိတ်တာတက်လိုက်တော့မတက်လို့ရှိရင်ဘာဖြစ်နိုင်လဲမတည်စေတနာနဲ့ပုံစံမျိုးလို့ဒါမှမဟုတ်တာလေချင်းချောက်လာအဲ့ဒီအကျိုးအခုချက်ချင်းလက်ငင်းပေးတာအဲ့တော့ယုံဆိုတဲ့ကောင်ကတော့လောလောဆယ်လူစင်စစ်ကတလိမ့်ဆန်ဖြစ်သွားပြီလား